အမေရိကန်အစိုးရရန်နေရရက်ဆိုင်သွားခြင်းနဲ့နောက်ဆက်တွဲဖြစ်လာနိုင်ခြင်းများအမေရိကန်အစိုးရရန်နေရရက်ဆိုင်လိုက်တာနဲ့ပတ်သက်ပြီးအစိုးရဝန်ထမ်းတွေလှုပ်ထုတ်ခံရမယ့်အခြေအနေကြုံတွေ့နေပါတယ်။ဗုဒ္ဓဘူးနေကအမေရိကန်လွှတ်တော်မှ Republican တွေတင်သွင်းတဲ့ငွေကြေးဥပဒေ Funding Bill နဲ့ပတ်သက်ပြီး Democratic Party နဲ့ Republican Party တို့ညှိနှိုင်းမှုမအောင်မြင်ခဲ့တာကြောင့်အမေရိကန်အစိုးရလုပ်ငန်းစဉ်တွေရပ်နာသွားပါတယ်။ဒီလိုရပ်နာမှုကအစိုးရဝန်ဆောင်မှုတချို့မှာ ယာယီသဘောထားဖြစ်ကောင်းဖြစ်နိုင်ပေမယ့်အစိုးရဝန်ထမ်းတွေရဲ့လစာခန်းစားခွင့်တွေမှာတော့ယာယီလည်းဖြစ်နိုင်တယ်လို့အလုံးစုံရပ်တန့်သွားတာလည်းဖြစ်နိုင်ပါတယ်။လွန်ခဲ့တဲ့နှစ်တွေကဖြစ်ပေါ်ခဲ့တဲ့အလားတူအမေရိကန်အစိုးရရန်နရာရန်နာရမှုကိုပြန်ကြည့်ရင်ဒီကာလတွေမှာဝန်ထမ်းတွေကိုယာယီနားနေခွင့်သတ်မှတ်ပေးလိုက်ပြီးအစိုးရရန်နရာပြန်လဲစတင်တဲ့အခါရခိုင်ရာတို့အလုံမှာပြန်လုံနိုင်ကြပါတယ်။ဒါပေမဲ့ဒီအချိန်မှာတော့ထရန့်အုပ်ချုပ်ရေးအဖွဲ့က ဝန်ထမ်းတွေကိုထောက်ရအလုပ်ဖြုတ်မယ်ဆိုပြီးချိန်ချောင်နေပါတယ်။